သူလည်းရင်ရင်းနဲ့ကိုယူလာတဲ့အထုပ်ပြစ်ချဖို့လုပ်တယ်။အဲ့ဒီချိန်မှာပဲချက်ကြီးကနှိမ့်မြန်စွာနဲ့စွန်ရဲတကောင်အသွင်ကိုပြောင်းလိုက်ပြီးအဲ့ဒီမိစ္ဆာရဲ့လက်ကိုနှုတ်သီးနဲ့ထိုးဆိုင်ချလိုက်တယ်။ပိုတူတို့လည်းရုတ်တရက်ဆန်နေမြင်ကွင်းကြောင်းဟာဒါနဲ့ပုံနေရကထွက်လာခဲ့ကြတယ်။ကျမိစ္ဆာနဲ့ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတာဆိုတော့ချက်ချင်းဆိုသလိုပဲကျုပ်ပုံစံပြောင်းပြောင်းပြီးထွက်ပြေးဖို့လုပ်တယ်။ဒါကိုစွန်ရဲဖြစ်နေတဲ့ချက်ကြီးက ကြက်ကိုကြည့်ပြီးရေရင်းထဲကိုပြစ်ချဖို့လုပ်တာဆိုတော့ကြက်လည်းကြောင်ဝန်းလန်နဲ့ရုံးကန်နေရော်ဒီတင်းရတော်မနက်မှာတော့ဖိုတူရိုတတီတပီကုန်းဆောင်စပိန်နှစီနဲ့ရောက်လာကြတယ်ဖိုတူစပိန်နောက်ကထိုင်လိုက်တဲ့တုပ်ပေါ်ကဟိအောင်ဖိုတူမမြင်နဲ့နော်အပြန်ကျနေဘူးမှာကွာနေဘူးရင်ငါမနှင်းချင်ဘူးဒါဆိုမင်းရဲ့တော်နေငါပြန်နေမှာတော်ပြီ အပြန်မဲနေမှာဒလုံနဲ့လာနေတော့တပီကုန်းရွာအစီကံအပြက်မှာစီကံမှာလူတွေများနေရနေငပိန်ကဟာစီကံလူအောင်လာကြလားဟာဘာမကောင်းတာများဖြစ်နေလဲမသိဘူးနော်ဦးရန်ဒီကိုပြောင်းဆိုတော့တဝင်းဖြစ်ကြတာနေမှာပေါ့ဟာဒလုံနဲ့စီကံကိုကြောက်သွားလိုက်ကြတယ်အဲ့ဒီရဲ့ချင်းလမ်းတနေရာမှာတော့တိုးကြုံကိုတွေ့လိုက်ရတယ်တိုးကြုံကပူတူတို့ကိုမြင်တော့ဟာဟဲ့အောင် လာလာတော့ပဲတော့ပဲစမင်းရပြီးတော့ငါ့ကိုစီကံလိုက်ဖို့ဇာမှာကွာငါလမ်းလမ်းမလျှောက်နိုင်တော့လို့ကွာတိုးကြောင့်စကားကြောင့်ငပိန်ကဟျံအကွက်တွေလာရိုက်မနေနဲ့ငါတို့မအောင်ရှေ့ရဖေးတကယ်ပြောနေတာငါတို့ရွာမှာလေအခုဝမ်းရောဂါဖြစ်နေတာအဲ့ဒါငါစီပါကုလာတယ်ထင်တယ်ကွာလုံဆက်မှာမြ мян လိုက်ဖို့ဇာမှာအဲ့တော့မှငပိန်လေခုနကစီကံမှာလူုံနေတဲ့အကြောင်းရင်းကိုတည်သွားတယ်အဲ့နောက်တော့ ဝမ်းရောကလားအေးတက်တက်ငါလိုက်ပို့ပေးမယ်ဒါနဲ့မြဝိုင်းကိုထားခဲ့ပြီးတိုးကြော်ကိုတင်ခေါ်လို့စပိန်နဲ့ထွက်သွားကြတယ်ဒါမှလည်းတော်တော်နဲ့ပြန်မြောက်လာတာဆိုတော့တုတ်ဘောကဟာစီးကန်းနဲ့ဒီနေပြင်းနင်းနင်းလေးဟောင်းဒီကောင်ငပင်လေးဘယ်ဝင့်နေပြန်မလဲမသိဘူးဒလုံနဲ့ခဏကြာတိုးကြော်နဲ့တူငပင်ပြန်ရောက်လာတယ်တော်ဘောကတိုးကြောင်ကိုမြင်လိုက်တော့ဟမ်တိုးကြောင်ကဘလို့ပြတ်ပါလားလေစီကံမပြခဲ့ဘူးလား ။ဒါလို့ကဒီကောင်ချင်းနေကြည့်ရတာတော်တော်ဆိုးနေရနေ။ငါအောင်မန်းရွာဆောင်ဝင်စီလိုက်ပို့လိုက်တာ။မဟုတ်လေစေကန်းရောင်ကြီးစောင့်နေရမှာလေ။အေးပါကောင်းပါလေ။ဒါနဲ့မင်းသက်သာရင်လာတို့ကြောင်း။အေးသက်သာပါလေ။တော်ရမယ်စီနေဒစားတို့တွေလည်းပေးလိုက်တယ်။ဒါလို့နဲ့သူတို့တွေစမိန်ကမစည်းတော့ပဲလမ်းလျှောက်ပြီးတိုးကြောင်ကိုအိမ်မြန်လိုက်ပို့ကြတယ်။ ို့ကြောင့်အင်ရောက်တော့ဖူးတူဟာဘလုံးဖြစ်ပြီးတရားလုံးဝမ်းရောကဖြစ်နေရတယ်ပြောစမ်းမောင်မတို့လည်းမသိတော့ပါဘူးကွာဘယ်ဟာတရားခံမန်းဒါပေမဲ့ဒီယောဂကမတို့တရားနေဖြစ်တာလားဆိုတော့မဟုတ်ဘူးနော်မတို့ရွာနောက်ခွက်တီမှလည်းဖြစ်နေရကွာဟင်းဟုတ်လားဟိုဒါဆိုနေပြောတာဒါကကုသယောဂပေါ့ဟုတ်လားဝမ်းရောကဆိုတာကုသယောဂမှာမဟုတ်တာမိဝိုင်းနင်းရလေပဒန်ရှိနေကြရကနေဖြစ်တဲ့ယောဂလေမကုသတတ်ဘူးရဲ့အဲဒါပေမဲ့ဘလို့ဖြစ်ပြီး လူတကာဖြစ်နေလေတော့ငါလည်းမသိဘူးဒီလိုနဲ့သူတို့လေကပီကုန်းရွာမှာဝင်စရာရင်ရှိသေးရနည်းတိုးကြောနှုတ်ဆက်ပြီးပြန်လာခဲ့ကြသည်ဒီလိုနဲ့တညမှာတော့အောင်မန်းရွာတွင်ကိုလူတယောက်ဝင်လာပြီးရွာတွေကတောက်ရည်တွင်းတွေကိုစီးလုတ်တထုတ်ထည့်လိုက်သည်ဒါကိုသူများရဲ့ရုပ်ရှင်သွားကြည့်ပြီးညနေမှပြန်လာတဲ့ငပိန်ကမြင်သွားတယ် ဒါနဲ့သူနဲ့တူတူပြန်လာတဲ့ဖိုးသူကိုငပိန်ကဟဲ့အောင်ဖိုးသူဟိုမှကြည်စမ်းဒီလိုကရေတွင်းနဲ့ကိုပစ္စည်းလေးတခုထည့်လိုက်တယ်လို့ပဲကွာဒါနဲ့ဖိုးသူလည်းလှမ်းကျလိုက်တော့ပစ္စည်းထဲတော်မမြင်မဲရင်းငင်နေအောင်ဝဲတွေ့တာဆိုတော့ဖိုးသူကမင်းမှားမြင်တာနီမမှာကွာလာစမှာငပိန်ရအိမ်ပြန်နောက်ကျနေပါပြီဆိုမင်းကလေဒီလိုနဲ့တို့တဲ့တွေအိမ်ကိုသာခက်တက်တက်ပြန်လာခေးစားရင် thank you အဲ့လိုကနေနောက်နေ့အမြောက်နေ့မှာတော့ပူထူတယောက်အဲ့နေငါနေဘိုက်တီအောင်လာတော့ဒီအာဘိုက်အောင်လိုက်တာစောစစီကွာအေးကောင်းနေပါလိမ့်စုဒီဘိုက်ကအမြင်နှောက်ရက်ပြီဒါနဲ့အိမ်တော်အမြန်ပြေးသွားတော့ဒီအဲ့ဒီမှာပဲပူထူတယောက်အိမ်နာကနေပြန်မထွက်နိုင်တော့ပဲဖြစ်သွားတာပါဟာဒါ ဒါတပီကုန်းဆောင်မှာဖြစ်တယ်ဆိုတော့ဝမ်းရောကလာမသိဘူးအလားလားနားလိုက်တာအဲ့ဒီရဲ့ချင်းငပိတ်စီယာနေဖုန်းဝင်လာတယ်ဖိုတူလည်းဖုန်းကိုကန်လိုက်တယ်အေးငပိတ်ပြော့ပါလေဟဲ့ဖိုတူတော့ဘောနေမိဝိုင်းဝမ်းရှောင်းနေလို့ရဲကွာမင်းရောဘလို့လဲအဆင်ပြေလားမပြေဘူးငပိတ်ရဲ့ငါရောပဲကွာငါရောပဲဝမ်းရှောင်းနေရအမလီအခုတော့နိဖုန်းကိုမနေပြောနေရတာမနေ့တည်းကသွားနေအောင်မအခုတည်းမပြေးသေးဘူးကွာ ဂလိုအနေစပြီးအောင်မရတရားလုံးဝမ်ယောဂဖြစ်ကြတော့တယ်။ဆံဝန်နေနေစိတ်ကမရတော့တာဆိုတော့မော်စရာချက်ကြီးကိုတိုင်းလေးစိတ်ပေါ်ဆက်နေရတယ်။အဲ့ဒီအချိန်မှာငပိန်ချောင်းလာတယ်။ကိုချက်ကြီးအချိန်နေရတော့စိုးစိုးပဲဗျာ။ဖို့ထုတော့လေဖြစ်နေကြတယ်ဗျာ။ဟမ်ဟုတ်လား။ဒါနဲ့မင်းကမဖြစ်ဘူးလားငပိန်ရဲ့။ပုံမှန်တိုင်းမှာပဲလား။ဟုတ်တယ်ကိုချက်ကြီး။ကျွန်တော်လည်းအဲ့ဒါထူးဆန်းနေတာဗျာ။ ဒါနဲ့ဆိုင်မဆိုင်တော့မသိဘူးနော်ဒီယောဂမဖြစ်ခင်နှစ်ရက်လို့ကရွာထဲမှာထူးဆန်းတဲ့လူတယောက်ကိုတွေ့မိတယ်ဗျထူးဆန်းတဲ့လူ ဟုတ်လားငပိဘလို့မျိုးလဲကွဟိုတေချာတော့မသိဘူးဗျညာကြီးဗျကျွန်တော်နဲ့ဘုံသူရုပ်ရှင်ကြည့်ပြန်လာတော့လမ်းမှာတွေ့ရရုပ်ကတော့မှောင်နေရောတေချာမမြင်လိုက်ရအောင်အဲ့လူကရွာရဲ့ရေရင်းလေးကိုအထုပ်ထထုပ်ထိလိုက်တယ်လို့ဝဲဗျဘလို့တို့မျိုးလဲတေချာတော့မသိဘူးကိုကြက်ကြီးရဲ့အထုပ်တိတိလေးပဲကြက်ကြီးလည်းခဏတော့စဉ်းစားခတ်သွားတယ် အထုတ်တထုတ်ရေးရင်းနေဦးအင်းဟာဟုတ်သားပြီဝမ်းရောက်ကမှတောက်သုံးရာတိကပဲဟုတ်ပြီငပေးကိုချက်ကြီးကိုမေးတွေးခဲ့တဲ့ရေးရင်းစီကိုလိုက်ပို့စမ်းကွာဒါနဲ့ငပိန်လည်းကိုချက်ကြီးကိုခေါ်ပြီးရေးရင်းကိုရောက်လာခဲ့ကြတယ်ရေးရင်းမှာတော့တောက်သုံးရင်ခန့်နေကြတဲ့လူတွေအများကြီးကိုတွေ့လိုက်ရတယ်ဒါနဲ့ချက်ကြီးလည်းခဏလေးပါခဏလေးဒီကိုမတော့ကြပါနဲ့ကျွန်တော်စစ်သေးစရာလေးရှိလို့ပါ ချက်ကြီးစကားကြောင့်ရွာသားတွေလည်းထိတ်လန့်ကုန်ကြတယ်။ဘာဖြစ်လို့လဲချက်ကြီးရဲ့ရေထဲမှာတခုခုပါနေလို့လား။ဟိုကျွန်တော်စစ်ကြည့်အောင်မှမို့တေချာတော့မပြောတတ်သေးဘူးဗျ။လောလောဆယ်တော့ဒီရေတင်းကိုလုံးဝမထိပါနဲ့ဗျ။ခတ်ထားတဲ့ရေတွေကိုလည်းတွန်းလိုက်ကြပါ။ရေတွန်းလိုက်တော့ငါတို့ကဘာသွားတော့အောင်မလဲချက်ကြီးကအိမ်မှာရေပြတ်နေပြီကွ။ကျွန်တော်ညီမရှိရေဟိုကျွန်တော်ညီမရှိကိုတွားယူလိုက်ကြနော်ဒီတော့မှအာလုံးနဲ့ချက်ကြီးအိမ်ကိုထွက်သွားကြတယ်လူတွေသွားပြီဆိုမ ချက်ကြီးကသူ့လက်ရည်ထဲကစီမုံမူလေးတပုတ်အထုတ်ပြီးရည်ရင်းလေးကိုအဲ့ဒီစီမုံလေးတက်လိုက်တယ်။ကနားအကြမှာကြည်လင်နေရဲ့ရည်ကချက်ချင်းဆိုသလိုပဲမင်းနဲ့ပြီးရည်လေးကနေအပုံးနဲ့နေထွက်လာတယ်။ငပိန်လေးအနှံ့ကနန်းလုံးနာနေလက်နဲ့နှကောင်းအုပ်ထားလိုက်တယ်။နန်းလိုက်တော့ကိုချက်ကြီးကဘာနဲ့နေပြချက်ကြီးလေးအနှံ့ကစိုးလွန်းလာဆိုတော့နှကောင်းအုပ်ထားပြီးငပိန်မျိုးပြန်ပြေးဒါမိစ္ဆာတကောင်ကောင်ရဲ့မကောင်းတဲ့အပုံးနဲ့လို့ခေါ်နေငပိန် မင်းအရင်ညာတွေ့ခဲ့တဲ့လူဟာလူရောင်ဆန်ထားတဲ့မိစ္ဆာပဲဖြစ်ရမှာ။ तू ကဒီရေရင်းလေးကိုသူ့ရဲ့မိစ္ဆာစိတ်လို့တကူထက်လိုက်တာပဲကွ။ကြက်ကြီးစကားကြောင့်ငပိန်လဲအံ့ဩသွားတယ်။ဟင်မိစ္ဆာဟုတ်လားကိုကြက်ကြီးဘယ်ကမိစ္ဆာလဲဗျ။ဟိုကြောက်စရာကြီးဘာလို့ तू ကဒီလိုလုပ်ရတာလဲ။ဒါတော့ကိုကြက်ကြီးလည်းမပြောတတ်ဘူး။ဒါပေမဲ့အခုလောလောဆယ်တော့ဒီရင်းလေးရရှိကိုဘယ်သူမှမတောက်တော့အကောင်းဆုံးပဲ။သူ့ကိုဖမ်းမိပြီဆိုမှကိုယ်တိုင်ထုတ်ခိုင်းရမှာ ဲ့ဒီလူကိုဘယ်လိုပန်းမှလဲကိုချက်ကြီးအဲ့ဒါတော့မသိသေးဘူးအခုလောလောဆယ်ပို့ထုကိုလည်းဝမ်းယောဂဖြစ်နေရဆိုတော့မင်းကိုချက်ကြီးနဲ့လိုက်ခဲ့ပြီအိမ်မှာပေါ်ထားနေစိတ်ယူသွားကွာပြီးရင်သူတို့ကိုအဲ့ဒီစီတိုက်လိုက်အဲ့ဒီစီကဝမ်းယောဂအတွက်ပို့ထရောက်တယ်ကွာဒီလိုနဲ့ငပိန်နဲ့ကိုချက်ကြီးလည်းရှင်ရင်းကနေပြန်လာခဲ့ကြတယ်နောက်တရက်မှာတော့ပို့ထုတို့တွေလေးတက်တာလာလာနဲ့ကိုချက်ကြီးရဲ့အိမ်ကိုရောက်လာကြတယ် ကျေးဇူးတင်လိုက်တာကိုချက်ကြီးရေမနေ့ကငပိန်နဲ့ကိုချက်ကြီးထည့်ပေးလိုက်တဲ့စီးတောင်းလိုက်တာအရှင်းကိုပြသွားတာပဲဟုတ်တယ်ကိုချက်ကြီးဘရင်တာတော့မရှိတော့ဘူးဗျဒါနဲ့ကိုချက်ကြီးကျွန်တော်မနေ့ကငပိန်စီကနေတရင်ကြရတယ်ဗျရေရင်းထဲကိုတယောက်ယောက်ကတမင်အစိတ်ခတ်တာဆိုဒါမဲ့ဒီဗျကျွန်တော်အိနေညာကအဲ့လူကိုဖမ်းပြီးဒါမျိုးတွေမဖြစ်လောက်တားပါတယ်ဖြစ်ပြီးမှတော့လေဘယ်တတ်နိုင်မှာလဲအကောင်းဆုံးကြော်ပြဖို့ပဲတွေးရမှာပေါ့ဒါနဲ့ ခုရွာထဲမှာရေကုန်ဘယ်ကနေယူတော့နေကြတယ်။အဲ့ဒါပြောမလို့ကိုကျက်ကြီးရဲ့ဗာနီးတင်ဝင်မော့သူ့ရဲ့ရေတန်းဆက်ကနေရေတွေအလကားပေးထားတာဒီတရားတွေမှုတ်ဘူးနော်။ရောဂါဖြစ်နေရဲ့ရွာတိုင်းကိုပဲအဲ့ဒီကနေရွာသားတွေကိုတောက်နေကြတယ်။ဟွန်း။တာတူတာတူအခုလိုသူများခက်ခဲနေချင်းကုညီတော့အကောင်းဆုံးပဲ။ဒါနဲ့တရားခံကိုဘလို့ဖော်ထုတ်ကြမလဲဗျ။တရားခံဖော်ထုတ်တာမလွယ်ဘူးငါပဲ။ ။ဘာချက်လက်မှမရှိပေ။ဒီယောဂါကဘယ်ကနေလာလဲဆိုတာလည်းမသိရ။ဘယ်အထိဆက်သွားမလဲဆိုတာလည်းမသိရနဲ့လေ။ချက်ကြီးစကားကြောင့်ဖိုတိုဟာတိုးဆောင်တခါကပြောမှုတွေစကားကိုအမှတ်ရသွားတယ်။ဟာအလာနဲ့အသွားကိစ္စဆိုရင်တော့ကျွန်တော်သိရကိုချက်ကြီးကျွန်တော်ပြောပြပြီးမေးဗျ။ဒါနဲ့ဖိုတိုလည်းတို့ကြောင့်ပြောပြတာတွေကိုပြန်ပြောပြလိုက်တယ်။အော်အဲ့ဒါကြောင့်ဒီမနေ့အရှိရသွားတော့ရွာသားတွေကြက်ကြက်မမနဲ့ဖြစ်နေကြတာကိုဟမ် ဒါဆိုဒီနေ့ညကအရှိရာတက်ပြစ်မဲ့ဖြစ်သွားနိုင်တာပဲဒါဆိုပြီကိုကြက်ကြီးတို့တရားခံဖမ်းဖို့ကိစ္စအခုပဲစင်စင်ဆွဲကြမယ်ဒီလိုနဲ့လေးယောက်သားကောင်းကြီးဆိုင်ပြီးချက်ကြီးပြောတာကိုတေချာအာယုံဆိုင်နားထောင်နေကြသည်ဒါနဲ့ညရောက်တော့ဖိုးထူးတို့တွေချက်ကြီးနဲ့အတူအရှိဘက်ရွာရေရင်းကိုရောက်လာကြသည်အန်နောက်တော့ဘသူမှမမြင်ရလောက်မဲ့နေရာမှာပုန်းနေလိုက်ကြပြီးအစိတ်ခက်မဲ့မိစ္ဆာလောင်စောင့်နေကြသည် အမောင်နှင်းမှာဆိုတော့ခြေကိုင်းနေတဲ့ပတုတ်ပေါ်ကဟောင်းနေ။ "तू ကလာမရောတေချာရဲ့လား။ငါတို့ဒီမှာခြေတော်ကိုက်နေပြီ။မသိဘူးလေကွာ။လာရင်ဖမ်း။မလာရင်ပြန်ရုံပေါ့။အဲ့ဒီရဲ့ချင်းချက်ကြီးကစကားမပြောနိုင်ဆိုပြီးဝင်းဟန့်တော်ကြီး။ကလေးတွေတိုးတိုးနေကြ။မိစ္ဆာတွေကဝေးကတန်ကုန်အောင်ကြားနိုင်တဲ့အစွမ်းရှိ။ဒါကြောင့်တို့မလာခင်ကိုချက်ကြီးတို့အတန်ကိုတတ်နိုင်နေမြမထွက်အောင်လို့ထားထားကောင်းနေနော်။ချက်ကြီးအဲ့လိုပြောလိုက်တော့မှ စကားပြောနေကြတဲ့ငပိန်နဲ့တုပ်ပေါ်လေးတိတ်သွားကြသည်အလုကနေကနာကြမှာကြွက်တကောင်ရေရင်းရှိရဲ့နောင်ပြေးသွားတာချက်ကြီးကမြင်လိုက်သည်အဲ့ဒီမှာပဲကြွက်ကနေရုပ်တရံဆိုသလိုလူဟိုတင်ရောပြောင်းသွားတာဆိုတော့တုပ်ပေါ်ကဟာလူလူရောက်နေပြီဟာအလန့်တကြားနေအတန်ထွက်သွားရကချက်ကြီးကတုပ်ပေါ်မဆက်ကိုအမိလန့်ပိတ်လိုက်သည်ဒါကိုနိုင်ရင်ပါတဲ့မိစ္ဆာကြားသွားတာဆိုတော့ဘေးဘီကိုတစ်ချက်ဝေ့ကြည့် ဒါပေမဲ့လည်းဘယ်သူမှမရှိရနဲ့သူလည်းရေရင်းထဲကိုယူလာတဲ့အထုပ်ပြစ်ချဖို့လုပ်တယ်အဲ့ဒီအချိန်မှာပဲချက်ကြီးကနှိမ်မြန်စွာနဲ့စွန်ရဲတကောင်အတင်းကိုပြောင်းလိုက်ပြီးအဲ့ဒီမိစ္ဆာရဲ့လက်ကိုနှုတ်သီးနဲ့ထိုးဆိုင်ချလိုက်တယ်ဘိုးသူတို့လည်းရုတ်တရက်ဆန်နေမြင်ကွင်းချောင်းဟာဒါနဲ့ပုံနေရကထွက်လာခဲ့ကြတယ်ကျမိစ္ဆာနဲ့ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတာဆိုတော့ချက်ချင်းဆိုသလိုပဲချက်ပုံစံပြောင်းပြောင်းပြီးထွက်ပြေးဖို့လုပ်တယ် ဒါကိုစွန်ရဲဖြစ်နေတဲ့ချက်ကြီးကကြောက်ကိုကြည့်ပြီးရီရင်းနဲ့ကိုပြစ်ချဖို့လုပ်တာဆိုတော့ကြက်လေကြောင်ဝမ်းလန်နဲ့ရုံးကန်နေရောဒီမလုပ်ပါနဲ့မလုပ်ပါနဲ့တောက်တောက်မှန်ပါလေဟိုရီရီရင်းနဲ့တော့မချလိုက်ပါနဲ့အဲတော့မှချက်ချင်းလေကြောက်ကိုပြန်လှုပ်ပေးလိုက်ပြီးသူ့လဲလူပုံစံကိုပြန်ပြောင်းလိုက်တယ်မင်းကဘာရှိရဲချက်နဲ့ဒါမျိုးတွေလိုက်လုံနေရလဲဟမ်မင်းဘာလို့ကျင်တာလဲကျွမ်းမိတ်စာလေးလူပုံစံပြန်ပြောင်းလိုက်တယ် ဟိုကျွန်တော်ဟိုဘာမှမလုပ်ပါနဲ့ဟိုကျွန်တော်ကခိုင်းတဲ့အတိုင်းလုပ်ရတဲ့သူပါကျွန်တော်မှပြစ်မရှိပါဘူးမင်းကိုဘယ်သူကခိုင်းတာလဲဟိုအဲအဲ့ဟာတော့ပြောလို့မရပါဘူးပြောမလားမပြောဘူးလားမပြောရင်ရေရင်းနဲ့ကိုပြစ်ချမှာနော်မမလုပ်ပါနဲ့ဟိုပြောပြောပါမင်းဟိုဟိုရွာရွာနယ်ပိုင်းကရေတန်းဆက်ပိုင်းရှင်ဦးတင်ဝင်မှာသူသူခိုင်းတာပါတင်ဝင်းဆိုတဲ့နာမည်လေးကြာရောပို့ထုတ်တဲ့တွင်လဲအံ့ဩသွားကြသည် ီဘာလေးတင်ဝင် ဟုတ်လားမဖြစ်နိုင်တာမဖြစ်နိုင်ကိုချက်ကြီးဒီချက်တီကာနင်းမို့ပဇက်လေးရှိရနေမယ်ရှောက်ပြောနေရင်မဖြစ်နိုင်ဘာလေးတင်ဝင်ကဒီလောက်ဝမ်ရောဂါဖြစ်တဲ့လူတွေကုညင်နေရသူမဖြစ်နိုင်ဘူးဗျမဟုတ်ပါဘူးသူသူ့လောက်ခိုင်းတာပါကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူးသူကရေရင်းနေရှိနေတော့သူ့ရေသန့်ဆက်ကရှိကိုတုံးနေသူနဲလို့ဆိုပြီးရွာတွေကိုအနောက်တကြောကနေစပြီးရေရင်းနေတဲ့အစိမ့်လိုက်ထိတ်ခိုင်းတာပါအင်းအော်ဟုတ်တော့တယ် ကျွန်တော်မလူဝင်ရောက်ကမဖြစ်တာလေဆိုကျွန်တော်ဟင်ကသူတို့ရေတန်းဆက်ထောင်းတော့မမင်းရရေကန်လည်းအများကြီးဝယ်ထားတာအခုထိအဲ့ဟာတွေမကုန်သေးဘူးဒါကြောင့်ကျွန်တော်ကရေရင်းနေရရှိကိုတော့မခက်ဖြစ်ဘူးဒီလိုလို့တော့သူပါရလို့လေသူ့ရေတွေတော့မှအခုအလကားတိုက်နေရပဲမဟုတ်ဘူးလားမဖြစ်နိုင်တာမိဝိုင်းတို့ကိုလေအားအားတွေများထင်းနေရတာလူပြောင်းထားတဲ့ကြွမိတ်စာလေဟုတ်ပါတယ်ဆိုဗျာဒါရီကွန်လုံးကသူ့ရဲ့ဂျန်စီတွေကြီးပဲဗျစဉ်းစားကြည့်ဟာသူကလည်းကားပြင်းလဲခဏပေါ့ ။နောက်ပိုင်းကျလူရီကယူရီးနီးယားရှိမတော့ရေးတော့ရင်သူ့စီကပဲဝေတော့ကြတော့မှာပဲ။သူကအခုယောဂမှာလည်းကုညီထားတာဆိုတော့ရွာသားတွေရဲ့ယုံကြည်မှုကိုလည်းရပြီထားလိမ့်မဟုတ်ဘူးလား။ကျမိတ်စာဒီလိုပြောပြတော့ဟောက်နေရဲ့အတွက်ပို့ထုတို့လည်းလက်ခံရတော့မလို့ဖြစ်သွားတယ်။အိမ်နောက်တော့ချက်ကြီးကမင်းရေရင်းနေတယ်ထည့်ထားတဲ့ပစ္စည်းကိုပြန်ထုတ်လို့ရလား။ပြန်ထုတ်လို့ကတော့ရတယ်။ဒါပေမဲ့ရေရင်းကအရင်ကလိုတော့ပြန်ပြည့်တော့မှာမဟုတ်ဘူး။အစ်တူမှာပဲရလိမ့်မယ်။ ပိုထုတို့လည်းစဉ်ညက်သွားကြတယ်။အဲဒီအချိန်ငပိငါကျွန်တော်တို့ဘလုံးလုံးမလဲ။ရွာသားတွေကိုအယူလုပ်ပြီးအခုလိုယောဂဖြစ်အောင်လှုပ်ထားတဲ့သူရွာသားတွေကကျေးဇူးရှင်ဆိုပြီးကျေးဇူးတွေတင်နေကြပြီဗျ။ကျွန်တော်တို့ကအဲ့လူကဒီလိုလှုပ်တာမှဆိုပြီးဖော်ထုတ်လိုက်ကြမှာလား။ငပိစကားကိုပိုထုကကန့်ကွက်တယ်။မဖြစ်ဘူးငပိ။ဖော်ထုတ်လိုက်ရင်ငါတို့ရွာသားတွေအကျင့်ရကုန်မှာပေါ့။တောက်စီယာရှေးမရှိလို့မရအောင်လीကွာ။ရှေးရင်းတူးဖို့ဆိုတာလေအခုကျမ်းမာရဲ့ချင်းနဲ့ဆိုကြောင်းပါ။ တကယ်ကိုအကွက်ကြကြနေစီစဉ်ထားတာပဲကွာဒါဆိုဘယ်လိုလုပ်မလဲငါတို့ကအဲ့ဒီလူလို့တည်းမြအောင်ငင်းခံနေရတော့မှလားရွေးချယ်စရာမှမရှိသေးရကွာဒီရောကောင်အမေ့ပြတ်နိုင်ပြီဆိုမှရှည်ရင်းနေပြန်တူးပြီးဒီတင်းစိုးကြီးကိုကြင်ညာရတော့မှပဲအာလုံးပြောပြီးသွားပြီဆိုတော့ချက်ကြီးဟာဒီမဲ့ကြွမိတ်စာမင်းနောက်ထပ်ဒါမျိုးထက်လုံမင်းဆိုရင်ငါ့အဆူမဆိုးနဲ့နော်နောက်တကဆိုငါ့လိုမဟုတ်တော့မင်းကိုဒီတကပဲလှုပ်ပေးလိုက်မှာသွားတော့ချက်ကြီးလေး လို့ဒေချာသတိပေးပြီးကျမိတ်ဆောင်လှုပ်ပေးလိုက်သည်ဒီလိုနဲ့နောက်တလနှစ်လလောက်ကြာမှဝင်ရောက်ကလည်းအရှင်းပြခွေသွားပြီးရွာရီမှလည်းရှည်ရင်းသည့်တီပြန်တူးနေခဲ့ကြသည်အဲ့ဒီအချိန်ဦးတင်ဝင်းကရှည်ရင်းတူးတဲ့နေရာမှာရောက်နေတယ်အပြင်မခံလို့ရှည်ရင်းတူးနေကြတယ်ဗျာကျုပ်စီကနေရေဝဲတောက်နေရနေတဲ့ဟောင်းကျုပ်ရသားတွေကလည်းရှည်ရင်းမှာရှည်ရင်းဖြစ်နေကြတာဦးတင်ဝင်းရဲ့ ။ယောဂကာနာအတွင်းမှာတော့ခမ ्या ကိုညင်ခဲ့တာအတွက်ကျေးဇူးတင်နေဗျာ။အဲ့ဒီကျေးဇူးကိုတသက်မမေ့ပါဘူး။ဒီလိုနဲ့သူတို့ပြောနေတော့ချက်ကြီးနဲ့တူဖိုးသူတို့ကတကြီးစီကိုရှောင်းလာကြတယ်။အိမ်နောက်တော့ချက်ကြီးကတကြီးကျွန်တော်ပြောစရာရှိလို့ဗျ။အေးပြုတ်လေချက်ကြီးရဲ့ဗါလေ။ဒါနဲ့ချက်ကြီးလည်းဦးတင်ဝင်းရဲ့ကောက်ကျစ်တဲ့ဂျန်စီကိုတကြီးကိုပြောပြလိုက်တယ်။ခမရတော်တော်အောက်တန်းကြရလူပဲဗျာတော်တော်အောက်တန်းကြတာပဲဦးတင်ဝင်းကတော့ နားမလည်တဲ့မျက်နှာနဲ့ကြည့်နေတာဆိုတော့တကြီးဟာဗါလေခမရနားမလည်ဘူးဒါဆိုရင်ကျုပ်ပြော့ပြတာပေါ့ခမရကြွမိတ်စာနဲ့ပေါင်ပြီးကျုပ်တို့ရွာသားတွေပေါ့ဘလို့အဖြစ်မျိုးကျွလွန်ခဲ့လဲဆိုတာဒီတော့မှဦးထင်ဝင်လေသူ့ကိုယ်သူတလားနလားဘာမှမဖြစ်တာနဲ့ဟုတ်လာပြီလို့ထင်တာတည်းများအခုမှပေါကုန်တာဆိုတော့ဇောကျွေးတွေပြန်လာတော့တယ်ဟိုကျုပ်ကျုပ်ကခမရဘာမှမမြင်နဲ့ခမရကခုအဆိုင်ပြီးကျုပ်ထိတ်တုံးခတ်တယ် နောက်ပြီးခမရဲ့ရေတန်းဆက်ကိုလေရွာမှာဖွင့်လင်ခွင့်ကျုပ်ပိတ်တယ်ဒါပဲဗျာဟိုဒရုံတွေကတော့ဒါကိုကြည့်ပြီသူ့ဒီတော့じゃနာတတ်တာပဲဟာရုံမှာဟိုကြံတော့ကじゃဒါမျိုးမတွေ့ဘူးမကောင်းတာလို့သူကမကောင်းတယ်လဲတွားရမှာပဲအရှိရတာတကားကိုပဲကြည့်လीဒီလိုနဲ့ပိုဒရုံတွေတို့လုံနိုင်လိုက်တာအတွက်ကျင်းနေနေခဲ့ကြတော့တယ်